အနာသိန်းစကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ဟာစကိုင်းမြို့ပေါ်ကစာတင်ကျောင်းတစ်ခုကိုတွားရောက်စင်မှာအနီးကလက်နက်ကင်လုံခြုံရေးတွေကိုအသုံးပြုထားတဲ့ပြင်ကိုရိုင်ကလည်းကြီကာအင်းကြီးဝစ်စင်ထားတာကိုတွေ့ရပါတယ်စစ်ကောင်စီကထုတ်ပြန်တဲ့ရုပ်သံနဲ့ဓာတ်ပုံမှတ်တမ်းတွေအရစစ်ကောင်းဆောင်ဟာဇွန်လဒုတိယဘက်ကစကိုင်းနဲ့မန်လေးမြို့တွေကိုငလင်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေတွားရောက်စစ်ဆေးခဲ့တာလို့ဆိုပါတယ်အကြမ်းဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုစီဒီအမ်ပြုလုပ်ထားတဲ့စစ်တပ်အရာရှိတွေကတော့ စကောင်းဆောင်အနေနဲ့လုံခြုံရေးအထက်ထက်ချထားပြီးကြီကအင်းကြီးဝစ်စင်သွားလာနေရတာဟာသူ့ရဲ့လုံခြုံရေးဘလောက်ဆိုးရိမ်နေရသလဲဆိုတာပြနေတာဖြစ်တယ်လို့ဆိုပါတယ်။ဒီဖေးဖီးရတဲ့ပပေါင်းလို့ဖီးရတဲ့အခြေအကြောင်းသူ့ပဲနဲ့သဘောမျိုးဆိုတော့ဟိုပြုပြုအဲ့လိုမျိုးကြီးအင်းမဆက်ဆိုတဲ့ဟာမျိုးထက်သူ့ကိုသူလုံခြုံရေးပူပန်တာပေါ့နော်။အဲဖေးစိတ်ပူပန်တာအဲ့လိုမျိုးထိနေကြီးအများကြီးပေါ့နော်ဒီစီးအနေစားတွေပေါ်မှာသူစိတ် အဲ့လိုမျိုးဖြစ်မယ်လို့ပို့ပြီးတော့နားရတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်ဒီပုံများတယ်ပေါ့ကျွန်တော်လည်းပြောအဲ့ဒါသူရပါလာတဲ့အဖွဲ့တွေကိုမလုံးဟိုဟိုသိမ်းချတာမျိုးဆိုတာမျိုးတော့မဟုတ်ဘူးအဲ့ဒါမျိုးတော့ဆိုတယ်သူတို့သူဒုညင်းမဆိုင်ရခုကိုဒုညင်းမဆိုင်ရပူပန်လို့ကြားလို့ကျွန်တော်အဲ့ဒီဝုစင်းနေလို့သိမ်းတာဟိုဟာသူကြွတာပေါ့နော်ကြွတာပေါ့တမရော်ကာကွယ်ဦးစီးချုပ်ယာရုအပြင်ဆရာနာသိမ်းလိုက်ပြီးတဲ့နောက်စစ်ကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ယာယီတမရဆိုတဲ့အရက်ဘတ်တာဝန်တွေကိုပါဘူးတွေရယူထားတဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာပြည်သူတွေကြားတဲ့သွားဖို့ကိုပဲလုံခြုံရေးအထက်ထက်ယူပြီးသွားနေရတာဖြစ်ပါတယ်။ပြည်သူလူထုနဲ့ထိတွေ့ဆက်ဆံရတဲ့အချိန်မှာကြီကာအင်ဂျီနဲ့လုံခြုံရေးအပြည့်ယူလေးရှိသလိုတိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေနဲ့စေုပ်ချုပ်ရေးကြီးညာထားတဲ့မြို့တွေကိုသွားရောက်တဲ့အခါတွေမှာဆိုရင်တနက်ခါကြထိုးပြီးသွားလာတာကိုလည်းတွေ့မြင်ရပါတယ်။ဟိုအရှင်တော်ဒီပတ်တတ်ပုံနဲ့မှာဆိုရင်အဲ့ဒီနေရာတွေကိုဒီဟိုတရဲလာတော့ဒီဒုက္ခနာတာတော့မှာ ပပသိမခံဘူးကွာခလန်းလာမယ်လိုက်တယ်ရှိတယ်အာနာဘိန်ကလာအတွင်းမှာတော့ကျွန်တော်တို့ဒရီဟာမီတာပြီးခဲ့တဲ့ဒီပကောကနန်းတော်ဟောင်းမီယာတို့တောင်ကူကနန်းတော်ဟောင်းမီယာတို့သွားကြည့်တဲ့အခါမျိုးအစားပြီးသူ့နားမှာတောင်ချောက်ပါလေတပ်ပေါ်လေးကမှလည်းတောင်ချောက်အဲ့ဒီလေလေအဲဒီကတော့နေဖွဲ့ပြီးပါပါတာပေါ့နော်တို့ကဒီစာပါရီလို့ခေါ်ရတာပေါ့နော်ကျွန်တော်တို့အပြာရင်ဝတ်တဲ့တာပေါ့အဲ့ဒါသူ့လိုမျိုးစက်ကောက်ဖွဲ့ပြီးပေါ့အဲ့ဒါလေးတောင်ချောက်ဒီတပ်ပေါ်လေး ဒီဘာသာပုံတွေမှာရောဒီဒီကျုပ်တန်တွေမှာပါတာ။ကျွန်တော်တော့အဲ့ဒါလေးကိုစက်ရတယ်စက်ပါသွားတယ်ပေါ့နော်။သူတို့ဒင်းတုတ်ပြန်တဲ့ခါမှာသိအပါမခံဘူး။ခုကတော့အဲ့လိုကိုတော့လုပ်မရဘူးနော်။ဒီကသုံးလေးရောက်တော့ခြံရံပြီးတော့သွားနေတဲ့သဘောအောင်ကျွန်တော်တို့သိရတော့။အရသာအစိုးရကိုအာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံအနှံ့အုံကြွတော်လှန်မှုကိုခံနေရပြီးနေမြေမြောက်များကိုလက်လွတ်ဆုံးရှုံးထားရတဲ့အခြေအနေဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်အပါအဝင်စစ်ဘိုလ်ချုပ်ကြီးတွေ လက်ရှိတာဝန်ထမ်းဆောင်ဆဲအရာရှိတွေစစ်မှုထမ်းဟောင်းအရာရှိတွေစစ်တပ်တောက်ခံသူတွေရဲ့အသက်အန္တရာယ်လုံခြုံရေးကလည်းစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့စစ်တပ်အတိုင်းဝိုင်းကဆိုကြပါဗျာ။